ကွယ်လွန်သားချိန်မှာထွက်ပေါ်လာတဲ့ဥမမောင်မြင့်ရဲ့လူမတီသေးတဲ့အရှုပ်တော်ပုံများပရိသတ်များအလုံးမင်္ဂလာပါရှင်ဆယ်လီယမ်ပလပ်စ်ကနေပြန်လေးကြိုဆိုလိုက်ပါတယ် ကွယ်လွန်သွားချိန်မှာမှတဘဝလုံးပြုလုပ်ခဲ့တဲ့အရှုပ်တော်ပုံတွေအမားတွေကြောင့်ဇနီးကြီးဇနီးငယ်ကြားမှာပြဿနာတက်ပြီးအဆက်ပြန်ပြန်ကွဲနေရတာကတော့ဝိုင်းရင်တယုတ်ဆောင်တဲ့ဒါရိုက်တာဦးမမောင်မြင့်ဖြစ်ပါတယ်။ဦးမမောင်မြင့်ရဲ့ဖြစ်ရပ်ကိုကြည့်ပြီးတန်ဝေကရနိုင်တာကတော့လူတွေဟာကွယ်လွန်သွားတဲ့အခါမှာဘာမှမသိတော့ဘူးဆိုပေမဲ့သူတို့ရဲ့တဘဝစာလုံးပြုလုပ်ခဲ့တဲ့လောရက်တွေကကိုသေးသွားပြီးတဲ့နောက်မှာကိုရဲ့ဂုံတိတ်ခါကိုချန်ခဲ့တဲ့နာမည်ကိုရဲ့သမိုင်းကြောင်းပေါ်မှာအကျိုးသက်ရောက်မှုကြီးမားတယ်ဆိုတာပါပဲ။ အခုချိန်မှာတော့ဥမမောင်မြင့်ရဲ့ပထမဇနီးအတိုင်းဝိုင်းနဲ့နောက်ဆုံးပေါင်းသိမ်းခဲ့တဲ့ဇနီးအငယ်ကြားမှာအကြီးကျယ်ပြဿနာတက်နေရဖြစ်ပါတယ်။ဥမမောင်မြင့်ဆိုတာကတော့ငငယ်ရွယ်ရွယ်နဲ့အဆုံးပါသွားတဲ့တရုတ်ဆောင်မင်းသားကျော်ပြင်းရင်ရဲ့ဖခင်ဖြစ်တယ်လို့ကိုရိုင်းကလည်းတရုတ်ဆောင်တဲ့ဒါရိုက်တာ ရုပ်ရှင်ထုတ်လုပ်သူစာရေးဆရာစားတဲ့အစွဲဆုံးရအနုပညာရှင်ကြီးဖြစ်ပါတယ်။ ဒါကြောင့်လည်းအနုပညာလောကမှာဥမ္မောင်မောင်မြင့်ဟာချမ်းသာကြွယ်ဝပြီးတော့ဩဇာကြီးမာပါတယ်။ဥမ္မောင်မောင်မြင့်ကအစောပိုင်းမှာတော့မင်းသားပြည်ငိန်ဆုံးပါသောအပြီးမှာသမီးကြီးနှစ်ယောက်နဲ့ပထမဇနီးနဲ့အတူတရားပြောရှင်နဲ့မိသားစုဘဝလေးကိုတည်ဆောက်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့လည်းနောက်ပိုင်းမှာတော့ဥမမောင်မြင့်ဟာအသက်60အရွယ်မှာသူ့ထက်အသက်40กว่าတဲ့အသက်20အရွယ်ဒေါ်စီစီစိန်နဲ့လက်ထပ်ဖို့အတွက်အိမ်ပေါ်ကနေဆင်းပြေးသွားခဲ့တာဖြစ်ပါတယ်။ဒီလိုပေါင်းသင်းဆင်းပြေးသွားတာကလည်းဒေါ်စီစီစိန်ဟာအသက်20ခြားသိမ်းမလေးအရွယ်မှာဥမမောင်မြင့်တို့အိမ်ကိုပြင်းငင်းရဲ့ဖန်မှာဆိုပြီးတော့တက်လာခဲ့တာဖြစ်တယ်လို့သိရပါတယ်။အဲဒီနောက်မှာတော့ဥမမောင်မြင့်ဟာနောက်ဆုံးဆုံးပါခွင့်လွန်သွားချိန်ထိဒေါ်စီစီစိန်နဲ့ပဲတဘဝလုံးနေထိုင်သွားခဲ့ရတာပါ။ ဒီကနေ့မေလ9ရက်နေ့မှာတော့ဆွေဆောင်ရအနုပညာရှင်ကြီးဦးမောင်မောင်မြင့်တယောက်အသက်60ကျော်အရွယ်မှာပဲလူကြီးယောဂနဲ့ဆုံးပါကွယ်လွန်သွားခဲ့ရပါဒီလိုမျိုးဆုံးပါကွယ်လွန်သွားချိန်မှာတက်လာတာကတော့အမွေဆိုင်ကိစ္စတွေပါဦးမောင်မောင်မြင့်ဟာဘလောက်ပဲအိမ်တောင်ရေးဖောက်ပြန်နေပါစေအနုပညာလောကထဲမှာဆွေဆောင်ရခဏဝင်အနုပညာရှင်ကြီးတဦးပါသူဖန်တီးခဲ့တဲ့အနုပညာလက်ရာတွေရုပ်ရှင်ဝတ္ထုတွေဇာတ်ညွန်းတွေကလည်းပြောလို့မကုန်နိုင်အောင်များပြားပါတယ်ဒီလိုမျိုးဦးမောင်မောင်မြင့်ရဲ့အနုပညာလက်ရာတွေရဲ့မူပိုင်ခွင့်ဟာငွေရင်းကြီးဖြစ်ပါတယ် အခုလိုအခြေအနေတွေကြောင့်လည်းဥမ္မာမောင်မြင့်မွေခဲ့တဲ့အစနတ်တွေအရှုပ်တော်ပုံတွေနဲ့အတူဥမ္မာမောင်မြင့်ရဲ့ဇနီးငယ်နဲ့ဇနီးအကြီးသမီးနှစ်ယောက်ကြားမှာအကြီးအကျယ်ပွဲဖြစ်နေပါတယ်။ဥမ္မာမောင်မြင့်ရဲ့ဇနီးငယ်ဒေါ်စီစီစိန်ကတော့သူမဟာဥမ္မာမောင်မြင့်ကိုအသက်40กว่าပြီးလက်ထပ်ခဲ့ရပေမဲ့တစ်ချက်လေးမှတစ္ဆာမပြတ်ရင်ခဲ့သလိုဥမ္မာမောင်မြင့်အဆုံးပါကွက်လွန်သွားတဲ့အထိတစ်ချက်လေးမှညူစုပြီးတော့စေတနာမပြတ်ရင်ခဲ့ဘူးလို့ဆိုပါတယ်။ဒါကြောင့်လည်းဥမ္မာမောင်မြင့်ရဲ့အမွေတွေကိုသူရတဲ့အကြောင်းပြောခဲ့ရပါ ဒါပေမဲ့လည်းဥမမောင်မြင့်ရဲ့သမီးနှစ်ယောက်ကိုသာတူမဖြစ်သူတရုတ်ဆောင်ဇက်ဖို့ဒေါက်ထူးမွန်ကတော့ဇနီးငယ်ကဘလောက်ပဲကောင်းကောင်းသူများအတိုင်းမျိုးကိုဖြည့်ဆည်းခဲ့ရဖြစ်ကြောင်းဒေါ်စီစီစင်ဟာအသက်20အရွယ်လေးနဲ့အသက်60အရွယ်အဖိုးကြီးကိုဖျားယောင်းပြီးတော့အိမ်ပေါ်ကနေဆွဲချသွားခဲ့ရဖြစ်ကြောင်းပြက်သားစွာနဲ့ပြောခဲ့ပါတယ်။ဥမမောင်မြင့်ရဲ့ဇနီးငယ်ဒေါ်စီစီစင်ကြောင့်ပဲတပတ်မိသားစုမှာပူဆွေးတော့ကရောက်ခဲ့ရကြောင်းထူးမွန်ကပြောခဲ့ရပါ။ဒါအပြင်ဥမမောင်မြင့်ဟာအိမ်ကနေအတွင်းပစ္စည်းလက်ဝတ်ရတနာတွေကိုအိမ်ပေါ်ကစင်းစင်တခါလေးယူ ူဆောင်သွားခဲ့ရဖြစ်ကြောင်းတရုတ်ဆောင်ထွန်းမွန်ကပြောခဲ့ပါတယ်။ဒါအပြင်ဥမ္မမောင်မြင့်ကိုဒေါ်စီစီစိန်ကိုပါသမီးနှစ်ယောက်ကထောက်ပံ့ပေးနေရတာဖြစ်ကြောင်းဇနီးငယ်ကဘလောက်ပဲပြုစုနေပါစေဇနီးအကြီးမဖြစ်နိုင်ကြောင်းဥမ္မမောင်မြင့်ဟာတည်ဆုံသွားချိန်ထိပထမဇနီးနဲ့မကွာရှင်းရသေးရကြောင်းလည်းအမွေတွေကိုပထမဇနီးနဲ့သမီးတွေကပိုင်တင်ကြောင်းပြောခဲ့ရပဲဖြစ်ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောတရုတ်ဆောင်ဥမ္မမောင်မြင့်ရဲ့အရှုပ်တော်ပုံတွေကိုဘလို့ထင်လဲဆိုတာပြောသွားခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။